ယောနမန်ကကာစီတော့ရတဲ့ဇီးတော့ရလေး၌အခုတော်တော်ထူးထူးဆန်းဆန်းနေဖြစ်နေတယ်ထိုရမှာတခြားတော့မဟုတ်လွန်ခဲ့သောတပတ်ခန့်ကဆုံးသွားတဲ့အယက်သမားဖိုးထိန်တယောက်တစီဘွားဖြစ်တောင်းရန်နေကြောင်းပဲဖြစ်ပါတယ်ဖိုးထိန်ဆိုတော့အယက်သမားမှာမိုးလေးမိုးချုပ်အယက်ကိုကျူးကျူးလွန်လွန်တောင်းနေတဲ့သူဖြစ်တယ်ဒို့ပေမဲ့ထူးထူးဆန်းဆန်းဆိုသလိုကိုဖိုးထိန်တယောက်အယက်ဖြတ်ချင်ပါတယ်လို့မိဘမောင်ဘွားများအားပြောလာတဲ့ဖြစ်အားလုံးကဝမ်းပန်းတသာဖြစ်နေကြတယ်ဒါကြောင့်မိဘများက နားလေတကြမ်းနဲ့ဆရာများဖြင့်ဖူးထိန်အားရာသက်ပံအရက်ဖြတ်ပြီးရန်ပြောဆိုလေတယ်။ထိုအခါဆရာကြီးများကသတိပေးစကားဆိုကြတယ်။ဤကဲ့သို့ပွဲထူးကအရက်ဖြတ်ခြင်းသည်ဂရိတီနိုင်မှကောင်းမယ်လို့ဆိုပေတယ်။အကယ်၍ဂရိကဝတ်ဖောက်ဖြတ်မိပါကအသက်အန္တရာယ်ကိုပါထိခိုက်လာမယ်လို့ဆိုကြတယ်။ဤကဲ့သို့အတန်နဲ့အတိပေးနေသည့်ကြားကကိုဖူးထိန်တယောက် ဖြက်ကိုဖြက်မည်ဟုဆိုရောတယောဆိုနေတဲ့အတွက်ကိုဖိုးတိုင်ဆန္ဒကိုလိုက်ရောကပွဲထိုးကအရက်ဖြက်ပေးလိုက်လေတယ်ထိုးကဲသူပွဲထိုးပြီးတဲ့နောက်ပိုင်းလန့်အတန်ကြာသည့်တိုင်အောင်အရက်ကိုတစမ်းမှမတော့ပဲနေနိုင်ခဲ့လေတယ်အားလုံးကလည်းဖိုးတိုင်တယောက်လိမ်မာလာပြီလို့ထင်မှတ်နေကြတယ်ဒါပေမဲ့အားလုံးရဲ့ချီးကျူးမှုကဆောလွန်ခဲ့တယ်ရွာဖျားပွဲညမှာဖိုးတိုင်တယောက်တငယ်ချင်းများမြောက်ပင်ပေးမှုကြောင့်အရက်များတောက်ခံမူးယူနေတော့တယ် ိုဖိုးထိန်ရဲ့မိဘမောင်ပွားများကဖိုးထိန်ယခုလိုအရများပြန်တော့နေသည့်အတွက်အားလုံးကဖိုးထိန်အတွက်စိတ်ပူနေကြတယ်။ဒါကြောင့်ဖိုးထိန်အားမျက်စိအောက်ကအပြောက်မခံပဲစောင့်ကြည့်နေကြတယ်။တပတ်ခန့်ကြာသည့်တိုင်အောင်ဘာမှမဖြစ်ဘဲအခြေအနေကအေးအေးဆေးဆေးလေးဖြစ်နေခဲ့တယ်။ယခုညတွင်တော့ဖိုးထိန်တယောက်မြည်သူမျှထိန်လို့မရအောင်ပြောင်းဆန်နေတော့တယ်လေ။တွားတွားငါနာကိုမလာနဲ့တွားတွားတွားငါငါငါကြောက်လို့ပါမလာကြပါနဲ့လို့တွားတွားတွားကြလို့ပြောနေတယ်။တားဖိုးထိန်တားဖိုးထိန် စိတ်ထိမ်မောင်ကွာအဖေလေအဖေအဖေတာစိတ်နဲ့လူနဲ့ကက်ဆန်းမှာတာရကိုကြီးဖိုးတိန်ကိုကြီးဖိုးတိန်ဘာဖြစ်လို့လဲညီလေးကိုပြောလေဗျာဘာဖြစ်လို့လဲပြောပါငါငါငါ့ကိုလာခေါ်နေကြပြီညီလေးရဘယ်သူတွေကလာခေါ်တာလဲကိုကြီးဖိုးတိန်ကိုဘယ်သူမှလာမခေါ်ပါဘူးမကြောက်နဲ့နော်အမေလည်းရှိတယ်အဖေလည်းရှိတယ်ညီလေးနဲ့အမလည်းရှိတယ်ကိုကြီးဖိုးတိန်နားမှာအကုန်လုံးရှိနေကြတာဘာမှမကြောက်နဲ့နော်သူတို့သူတို့ကငါ့ကိုလိုက်ခဲ့ရမယ်လို့ပြောနေကြတယ်မလိုက်ဘူးလို့ပြောလိုက်ငါသား အမေပြောသလိုပြောလိုက်ငါမင်းတို့နဲ့လုံးဝမလိုက်နိုင်ဘူးလို့ပြောပြလိုက်မလိုက်ဘူးငါမင်းတို့နဲ့လုံးဝမလိုက်ဘူးသွားချက်သွားချက်တာဒီရေမန်းလေးတောက်လိုက်နော်ဒါဆိုရင်သူတို့သားကိုမနှောက်ရှက်တော့ဘူးဟုတ်တယ်မောင်ဖိုးတဲ့အဲ့ဒီရေမန်းကိုတောက်လိုက်ရင်သူတို့လာမခေါ်နိုင်တော့ဘူးပေးပေးတောက်မယ်တောက်မယ်ဖခင်ပေးသောရေမန်းကိုအားရပါရတောက်လိုက်တယ်တားခဏမှင်းလေလိုက်နော်ဒါမှအားရှိသွားမှာကွာတားအိတ်လိုက်အမေအနားကဖះရစာလေးတွေရွတ်ပေးမယ်နော်အိတ်အိတ် မိခင်ဖြစ်သူကအနာကဖះစာရုပ်ပေးနေသဖြင့်စိတ်သက်သာရရသည့်အလားဖိုးထိန်အိပ်ပျော်သွားတယ်။တားငယ်မင်းလဲတော့အိုက်တော့လေသမီးကြီးလဲတော့အိုက်တော့ဖြစ်ပါမလားအမေရဲ့ဖြစ်ပါတယ်သူလဲအိတ်နေပြီပဲအမေနဲ့သမီးအဖေတို့သူအနာမှာနေလိုက်မယ်တော့အိုက်ကြတော့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 အိုက်ကြပါဟုတ်အမေဘယ်လိုလုပ်မလဲမိမငါတို့သားကြီးအခြေအနေကအတော်ဆိုးနေပြီဒီအတိုင်းသာဆက်သွားနေရင်တော့ယူသွားလိမ့်မယ် ကျမလည်းဘာလို့ရမယ်မသိတော့ပါဘူးရှင်သူ့ကိုအရက်ဖြတ်ပြီးတဲ့ဆရာကသာအကူအညီတောင်းရမှာပဲအခုတော့သူမဟုတ်တဲ့အတိုင်းအိပ်ပျော်နေတာကြည့်ပါဦးမင်းလည်းပင်ပန်းနေပြီနားလိုက်ပါအောင်လားငါသားကငါကြည့်ထားလိုက်မယ်စိတ်ချမယ်နော်ရှင်ဆောင်ပြီးရင်ကျမတက်လေဆောင်ပေးပါမယ်အေးပါဖခင်ဖြစ်သူကလည်းသားဖြစ်သူဖိုးထိန်နားမှာပဲမှိန်ရင်ဆောင်နေလိုက်တယ်အချိန်မီမျှကြာသွားသည်မသိပင်ပန်းသည့်ဒဏ်ကြောင့်မနှိုးပဲအိပ်ပျော်သွားတယ်ရုတ်တရက်လန့်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ဖိုးထိန်ကရှာမတွေ့တော့ဟင်း တားပဲရောက်တော့ပါလေဖိုးတယ်ရေယောက်ျားတားကြီးဘာဖြစ်လို့လဲငါအခုနိုးတော့တားကြီးမရှိတော့ဘူးနောက်ဖွေးသားသလားမသိဘူးရှင်ထကြည့်လိုက်ပါအောင်အေးအေးငါသွားကြည့်လိုက်အောင်မယ်ဖခင်ဖြစ်သူလဲအိမ်နာဝေးကိုကပန်းကနန်းထထသွားတော့တယ်အိမ်နာကတော့ဖွင့်ထားတယ်လူလည်းမရှိဘူးဒုက္ခပါပဲဘယ်မြန်းသွားပါလေတားရဟာအမတ်တမတ်မျက်လုံးများကအိမ်နာဖွေးကမကြီးပင်ကြီးစီကိုကြည့်မိလိုက်ရကျိုးကွင်းအားလေပင်ဆော့ခါအသက်မဲ့နေတဲ့တားဖြစ်သူဖိုးထိန်အောင်မြင်တွေ့လိုက်ရတယ်တားကြီး တာဘာဖြစ်လို့လဲယောက်ျားဟိုမှာကြည့်ပါဦးငါတို့သားဟင်းအမလီသားကြီးရဲ့ကိုကျိုးနေရပါကြီးရဲ့တဲ့အဖေအမေကိုကြီးဖိုးထိန်ဘာဖြစ်လို့လဲအမေမောင်လေးဘာဖြစ်လို့လဲတားငယ်မင်းအကူကိုကြည့်ပါအောင်ဟဲ့ဟာ မုံလေးဖိုးထိန်ရဲ့တာကြီးဖိုးထိန်ကမင်းဒီလိုလုံးလိုက်မယ်လို့အဖေထင်မှတ်ထားဘူးကွာဒါအဖေကြောင့်ဖြစ်ရတာပါအဖေမင်းကိုတေချာမဆောင်ကြည့်ထားလို့ဖြစ်ရတာတားရဲ့အဖေစိုးလာပြီလားအမေတို့ကိုထားခဲ့ပြီလားတာကြီးရဲ့ကိုဖိုးထိန်တိတ်ဆုံးသွားတဲ့တရင်ကတရွာလုံးဟိုးဟိုးကြော်သွားတယ်တရွာလုံးလည်းဖိုးထိန်တွေစိတ်မကောင်းဖြစ်နေတယ်ဖိုးထိန်ဤတငယ်ချင်းများကလည်းဖိုးထိန်သေးရတာသူတို့အပြစ်မကင်းကြောင်းရင်ဖွင့်လာကြတယ်ဖိုးထိန်မိဘများကလည်းသူ့အဖို့ကံပါလာလို့အခုလိုဖြစ်ရတာဖြစ်ကြောင်းတရားသဘောဖြစ်တာဆင်ခြင်ကြတယ်ဖိုးထိန်သေးပြီးခဏရက်ပြေးတယ်ည ာမှာဖိုးရင်ရဲ့တငယ်ချင်းဖြစ်သူမင်းတန်တယောက်ဖိုးရင်၆လချင်းကိုစတင်ခံစားရပါလေတော့တယ်မင်းတန်တယောက်ညာကြီးမို့ချုံအရက်ဆိုင်မှာပြန်လာတဲ့အချိန်နောက်မှာခြေတံကြားတစ်ဖက်လှည့်ကြည့်ရာကြိုးကွင်းဆွတ်လျက်တန်လန်ကြီးဖြစ်လိုက်လာတဲ့ဖိုးရင်ဟာတွေ့လိုက်လေဟင်ဖိုးရင်မင်းမင်းငါနောက်ကိုဘာလိုက်လောက်တာလဲတငယ်ချင်းမင်းငါလိုလုံရဲလားဒီမှလေငါလိုကြိုးကွင်းဆွတ်ပြီးမင်းတည်ရဲလား ဟာတော်တော်တော်ငါနာမကက်နဲ့မင်းနဲ့ငါကဘောကချနေပြီငါကမင်းတငယ်ချင်းမဟုတ်တော့ဘူးလာပါတငယ်ချင်းဟာမင်းကလို့လုပ်ပြီးရင်မင်းနဲ့ငါအတူတူနေလို့ရပြီကွာလာပါလာပါဟာငါငါငါ့ကိုမချောက်ပါနဲ့ကွာမင်းတန်လဲ ငါကင်တုတ်ပြီးဖနှောက်နဲ့တဲမှာတသားတည်းကြအောင်ပြေးခဲ့လေတယ်။နောက်တနေ့ရောက်တော့မင်းတန်တရေ၆ခန်းရတဲ့အကြောင်းကတရွာလုံးတည်ပြီးပြောမဆုံးအောင်ဖြစ်နေတယ်။ဖိုးထိန်ရက်လဲပြီးနှစ်ရက်မြောက်တဲ့နေ့မှာတော့ဖိုးထိန်ရဲ့တငယ်ချင်းဖြစ်သူတိမ့်မောင်တရားအိမ်အပြင်တန်းလျားနဲ့အိတ်နေစဉ်ခြေထောက်အားဆွဲသဖြင့်ခေါင်းထောင်ကြည့်ရာဖိုးထိန်ဖြစ်နေတယ်။ဟာဖိုးဖိုး ဖို့ရင်မင်းသိပြီမဟုတ်လားငါစီကိုမလာပါနဲ့ကွာတိမ့်မောင်ငါတယောက်တည်းပြင်းလို့ငါလိုကျိုးဆွဲချပြီးတေးကြည့်ပါလားငါဘာလို့တေးရမှာလဲမင်းဟာမင်းသိလေလောက်ပါကွာမင်းကတတ်တည်မရှိဘူးလားဘာမှကြောက်စရာမလိုတာကွာလာပါမင်းမလုံရရင်ငါလုံပြီမယ်လေကွာဟာဖို့ထိတ်မင်းမလုံနဲ့မင်းလုံနဲ့မင်းကတေးနေပြီကွာငါ့ကိုလာမနှောက်ရှက်နဲ့ကွာတွား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 ဟဲ့ဖို့ထိတ်ဘာဖြစ်နေတာလဲ အမေအမေကျုပ်ကိုဖိုးထိန်လာခေါ်နေတယ်ဗျအင်းဖြစ်မှဖြစ်ရလေဖိုးထိန်ရဲ့ကဲမင်းလည်းအိမ်အပြင်မှာအိတ်မနေနဲ့တော့လာအိမ်ထဲကိုဝင်ပြီးအိတ်တော့ဟုတ်အမေကိုသိမ်းမောင်လည်းမိခင်ဖြစ်သူနောက်မှလိုက်လာခဲ့တော့တယ်နောက်တနေ့မိုးလင်းသည့်နေ့သိမ်းမောင်အားဖိုးထိန်6လမ်းသည့်တရင်ကတရွာလုံးပြန်သွားလေတယ်ကိုဖိုးထိန်ရဲ့မိခင်နဲ့ညီကိုမောင်နှမများလည်းဖိုးထိန်တရင်အားကြားပြီးစိတ်မကောင်းဖြစ်နေကြတယ်ဒါကြောင့်ဖိုးထိန်အတွက်ရည်စူးပြီးတန်ခါ၅ပါးပင့်ပြီးစွန့်ကြွေးကြတယ် ပြုသမျှကုသအဝဝဝကိုဖိုးထိန်အားရီမှန်း၍အမျှပေးဝေလေတယ်။ထိုနောက်ပိုင်းမှာတော့ဖိုးထိန်၆လန်သည့်တရင်အားမကြရတော့ပေ။တစီဘဝမှာကျွတ်လွတ်သွားလီလား။ဘဲဘုံဘဲဘဝဘဲဌာနေမှာပျော်ပါနေလဲဆိုတာကတော့ဖိုးထိန်မှာတပါဘယ်သူမှမသိနိုင်ရှာတော့ပါဘူး။ဇလန်းလေးကဒီလောက်ပါပဲရှင်။ယခုလိုစိတ်ဝင်စားဖို့အကြောင်းအရာလေးများကိုထမှန်ဖော်ပြပေးသွားမှာမို့ Dream Channel လေးကို Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။အားလုံးပဲ Good night ပါရှင်။